ကျမ်းမာခြင်းထက်အဖို့တန်တာမရှိပါသင်ဤဘဝကိုပြောင်းလဲပေးမိကျမ်းမာရည်နှင့်စေပညာလမ်းညွန်းကျွန်ုပ်တို့အားလုံးဝေကြီးအောင်မြင်မှုပိုင်ဆိုင်မှုများနောက်သို့အပြေးလွှားလိုက်နေကြရင်ဘဝဤအခြေခံအကျဆုံးနှင့် တံမိုးအရှိဆုံးယတနာတစ်ခုကိုမေ့လျော့နေတတ်ကြသည်ထိုယတနာမှာကျမ်းမာခြင်းပင်ဖြစ်သည် ကျမ်းမာရေးကောင်းမှအလုံးလုံးနိုင်မည်ဟူသောစကားသည်ရိုးရှင်းတော်လဲအလုံးမှန်ကန်လာသည်တင်းဤခန္ဓာကိုယ်နှင့်စိတ်သည်တင်ပိုင်ဆိုင်သည်များထဲတွင်အရေးကြီးဆုံးသောယင်းဤမြုပ်နှံမှုဖြစ်သည်ဤဆောင်ပါသည်ကျမ်းမာရေးနှင့်စေပညာလောကကိုပုံမနားလဲပြီးတင်းဤဘဝအရေးသွေးကိုမြင့်တင်နိုင်ရန်ကုညီပေးမည်လမ်းညွန်တစ်ခုဖြစ်ပါသည်အပိုင်းတကျမ်းမာရေး၏အတိတ်ပဲအမှန်ကိုရှာဖွေခြင်း ျမ်းမာတယ်ဟုပြောလိုက်လျင်လူများစုကဖျားနာခြင်းမရှိတာဟုသာရိုးရှင်းစွာထင်မှတ်ကြသည်သို့သောကျမ်းမာရေး၏အတိတ်ပဲသည်ထိုများမကကျက်ပြတ်နှက်ဆိုင်ပါသည်တင်းသည်ခိုင်သောထောက်တိုင်၃ခုပေါ်တွင်တိဆောက်ထားသည့်ပြီးပြည့်စုံသောအခြေအနေတစ်ခုဖြစ်ပါသည်တက္ကရာကျမ်းမာရေး physical health သည်ခန္ဓာကိုယ်စိတ်ယုံကြည် တင်းဤခန္ဓာကိုယ်ကိုဆွတ်ဆောင်ရည်မြင်မာသောဆက်ယုံကြီးတစ်ခုဟုမြင်အောင်ကြည့်ပါ ထိုဆက်ယုံကြီးကောင်းစွာလက်ပတ်နိုင်ရန်အရေးသွေးမြင့်လောင်စာများပုံမှန်ပြုပြင်ထိမ့်သိမ့်မှုနှင့်လုံလောက်သောအနာပေးချိန်တို့လိုအပ်ပါသည်အဟာရလောင်စာတင်စားသုံးလိုက်သောအစားအစာတိုင်းသည်တင်းဤခန္ဓာကိုယ်အတွက်လောင်စာဖြစ်သည် အတီးနန်ဟင်းသီးဟင်းရွက်အသားငါးနှင့်ကောက်နှံမျိုးမျိုးကိုမြတ်တစွာစားသုံးခြင်းကစွိုင်းရင်ဉာဏ်ရည်နှင့်ယောဂခုခံစွာအားကိုပေးစွမ်းသည့်အတင်စာအစာစာများအချိုဤများနှင့်အစီများသောအစာစာများကိုရှော့ချခြင်းသည်တင်းဤဆက်ယုံကြီးကိုအမိုက်များဖြင့်မညစ်ညမ်းစေရန် ကာကွယ်ခြင်းပင်ဖြစ်သည်ကိုလက်လှူရှာမှုပြုပြင်ထိန်းသိမ်းမှုတစ်နေ့လျင်မိနစ်၃ဆက်ခန့်လမ်းလျှောက်ခြင်းပြေးခြင်းတို့မဟုတ်မိမိနှစ်သက်ရာအားကစားတစ်ခုခုပြုလုပ်ခြင်းကနှလုံးကိုစေသည်အယိုးအစ်များကို တတ်မာစေပြီးစိတ်ကိုလန်ဆန်းစေသည်အထိုင်များသောဘဝပုံစံသည်တင်းဤဆက်ယုံကိုတန်ချေတက်စေတကယ်သူဖြစ်ပါသည်နှစ်စိတ်ကျမ်းမာရေး mental health တင်းဤဘဝခီးမှကပ်ပိန်ခန္ဓာကိုယ်ကတင်းမောကြီးဆိုလျင်တင်းဤစိတ်သည်ထိုတင်းမောကိုထိန်းကျောင်းမောင်းနေနေသည်ကပ်ပိန်နှင့်တူသည်ကပ္ပတိန်စိတ်တည်ငြိမ်မှတင်မောသည်လိုရာခီးကိုချုံမွေ့စွာရောက်ရှိနိုင်မည်ဖြစ်သည် ယနေ့ခေတ်ဤအလုတ်ဖီစီမှုလူမှုမီဒီယာမှဖိအားများနှင့်ဘဝအခက်ခဲများသည့်ကျွန်ုပ်တို့၏စိတ်ကိုလှိုင်းလေထန်စေသည့်စိတ်ဖီစီမှုကိုလျှို့လျှူရှုထားပါကစိတ်ကြယောဂါစိုးရိမ်ပူပန်မှုလွန်ကဲသောယောဂါများဖြစ်သူကူးပြောင်းသွားနိုင်သည်စိတ်ပန်းဖြေပါတရားထိုင်ခြင်းတခြင်းနှားထောင်ခြင်းမိမိဝတ္တနာပါရတခုခုတွင်အချိန်ပေးခြင်းကစိတ်ဖြစ်စီမှုကိုရောကြစေသည် ဖွင့်ဟတိုင်ပင်မှာတေးဤအခက်ခဲများကိုယုံကြည်ရသောမိသားစုဝင်တငယ်ချင်းကိုဖွင့်ဟပြောဆိုပါ စကားပြောခြင်းသည်အကောင်းဆုံးကုထုံးတစ်ခုဖြစ်သည်အကူညီရယူပါစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုသည်ရှက်စရာမဟုတ်ပါလိုအပ်လာလျင် စိတ်ကျမ်းမာရေးပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးရန်မဝင်လေးပါနှင့်၃လူမှုရေးကျမ်းမာရေး social health တေးဤအာရုံကုန်ရက် လူသည်တဦးရဲ့ယက်တီ၍မရသောပေါင်းတင်ဆက်ဆံရေးတရဝဖြစ်သည်မိသားစုမိတ်ဆွေများနှင့်ကောင်းမွန်ခိုင်မာသောဆက်ဆံရေးသည်အခက်ခဲကြုံသည့်အခါတင်းဤစိတ်ကိုထောက်ပံ့ပေးမိအမာခံကိုရဲ့ကြီးတစ်ခုပင်ဖြစ်သည်အထီးကျန်ခြင်းသည်ရုပ်ပိုင်းနှင့်စိတ်ပိုင်းကျမ်းမာရေးနှစ်ခုလုံးကိုဆိုးရွားစွာထိခိုက်စေနိုင်သည်အပိုင်းနှင့်တင်းဤအကြီးမားဆုံးမဟာမိတ်စေပညာလောကစေပညာဆိုသည်မှာဖျားနာမှာတွားရသည့်ကြောက်စရာနေရာမဟုတ်ဘဲတင်းဤကျမ်းမာသောဘဝခီးရှည်အတွက်အကောင်းဆုံးမဟာမိတ်ဖြစ်သည် တချို့တင်ကာကွယ်ခြင်းဤစွမ်းအားယောဂဖြစ်မှကုသခြင်းထက်မဖြစ်ခင်ကချိုတင်ကာကွယ်ခြင်းကပိုကောင်းသည်ဆိုသည့်အတိုင်းချိုတင်ကာကွယ်ခြင်းသည်အတိညာအရှိဆုံးယင်းဤမြုပ်နှံမှုဖြစ်သည်ကာကွယ်စည်းများကာကွယ်စည်းထိုးခြင်းသည်တင့်တူရဲအတွက်သာမကပဲတင်ချစ်သောမိသားစုနှင့်လူအတိုင်းဝိုင်းတစ်ခုလုံးကိုပါယောဂဆူများမှာကာကွယ်ပေးသည့်အကာအကွယ်တိုင်းတစ်ခုဖြစ်သည် ပုံမှန်ကျမ်းမာရေးစစ်ဆေးခြင်းတွေးပောင်ခြင်းတွေးတွင်းတကြားဓာတ်တို့ကိုပုံမှန်စစ်ဆေးခြင်းသည်တင်းဤကျမ်းမာရေးအခြေအနေကိုစောစီးစွာသိရှိနိုင်ပြီးပြည်တနာအသေးစားလေးများကိုအကြီးအကျယ်မဖြစ်နှင့်အကူအညီမှန်ကို ရယူခြင်းနေထိုင်မကောင်းဖြစ်သည့်အခါမိမိသဘောနှင့်ဆေးများဝယ်တောက်ခြင်းထက်ကျွမ်းကျင်သူနှင့်တိုင်ပင်ခြင်းကအနေရကင်းပြီးအထူးရောက်ဆုံးဖြစ်သည်အထွေထွေယောဂကုဆရာဝန်သူသည်တင်းဤကျမ်းမာရေးအကြံပေးဖြစ်သည် တင်းဤကျမ်းမာရေးရာဇဝင်ကိုသိရှိပြီးမိတိယောဂအတွက်မိတိအထူးကုထံသွားတင်ဒီကိုလမ်းညွန်ပေးနိုင်သည်အထူးကုဆရာဝန်များနှလုံးအုံနောက်အယိုးကြောကင်စာကဲ့သို့သောတိချာယောဂများအတွက်အနုစိတ်ကုသမှုပေးနိုင်သောပညာရှင်များဖြစ်သည်မြမတိုင်းရင်စေးပညာကျောက်တို့နိုင်ငံတွင်နှစ်ပေါင်းများစွာအားကိုးလာခဲ့သောတိုင်းရင်စေးပညာသည်လည်းအချို့သောယောဂများအတွက်ထိရောက်သောကုထုံးတစ်ခုအဖြစ်ရည်တည်လျက်ရှိသည်အပိုင်း၃ကျွန်ုပ်တို့၏မြန်မာနိုင်ငံနှင့်ကျမ်းမာရေး ကျလုပ်တို့နိုင်ငံသည်ကျမ်းမာရေးစိန်ခေါ်မှုနှမျိုးကိုတပြိုင်တည်းရင်ဆိုင်နေရသည့်တစ်ဖက်တွင် TB ငှက်ဖျားတွေးလွတ်တုပ်ကွေးကဲ့သို့သောကူးစက်ရောဂါများကိုဆက်လက်တိုက်ဖျက်နေရသလိုအခြားတစ်ဖက်တွင်လည်းအနောက်နိုင်ငံများကဲ့သို့တွေးတိုးစည်းချိုနှလုံးနှင့်ကင်ဆာရောဂါများကဲ့သို့သောမကူးစက်နိုင်သော နာတာရှည်ရောဂါများကလည်းတိုးပွားလာနေသည့်ဤရောဂါအများစုသည်ကျုပ်တို့၏နေ့စဉ်နေထိုင်စားသောက်မှုပုံစံနှင့်တိုက်ရိုက်သက်ဆိုင်နေပါသည် ထို့ကြောင့်စာအချိုးစီလျှော့စားခြင်းစစ်လိတ်နှင့်အရက်တောက်သုံးမှုမှရှောင်ကျင်ခြင်းပုံမှန်ကိုလက်လှယ်ရှာမှုပြုလုပ်ခြင်းတို့သည်မိမိကိုယ်ကိုယောဂများမှကာကွယ်ရန်အတွက်အရေးကြီးဆုံးသော နေ့စဉ်လှုပ်ဆောင်ခြင်းများဖြစ်လာပါသည်။တင်းဤကျမ်းမာရေးသည်တင်းဤလက်ထဲတွင်ရှိသည့် ြင်းသည်တနေ့တညအတွင်တိဆောက်၍မရသောနေ့စဉ်ပြုလုပ်သည့်ရွေးချယ်မှုကောင်းလေးများစုစည်း၍တိဆောက်ရသောခီးရှိတစ်ခုဖြစ်သည်ယနေ့မှစ၍သင်၏အစာအသောက်အိပ်စက်ချိန်ကိုလက်လှူရှာမှုနှင့်စိတ်ခံစားမှုများကိုပုံမအာယုံဆိုင်လိုက်ပါသင်၏ကျန်းမာရေးအတွက်သင်ကိုယ်တိုင်ကအကောင်းဆုံးမန်နေဂျာဖြစ်လာအောင်ကြိုးစားလိုက်ပါအကြောင်းမှာကျန်းမာခြင်းနည်းဟူသောအဖို့တန်ရတနာနှင့်နှိုင်းရှင်စေရဤလောက၌ဘာတစ်ခုမှမရှိသောကြောင့်ပင်ဖြစ်ပါသည်